စာမစားခြင်းစားဖို့ကြီးမတွေးနေပါနဲ့အလုတ်ကိုလုံနေပြီးစားခြင်းစိတ်ကို မေ့ထားလိုက်ပါ မလိုတာကိုမစားလိုအပ်တာကိုသာစားမည်ဆိုသည့်စိတ်ကိုမွေးထားပါ ခန္ဓာကိုယ်အတွက် အမှန်တကယ်လိုအပ်သည့်အစာမှာငါလက်ဆက်သောတည်တီးများ ဟင်းသည့်ဟင်းရွက် စေးဘဝင်ဟင်းခတ်အမွှေးကြိုင်များစားသုံးစီပဲစီနှမ်းစီ မုံညင်းစီစစ်စစ်တို့ဖြစ်ပါတယ်။အသားကိုတတ်နိုင်သမျှလျှော့စားစီလိုပါတယ်။တပတ်လင်းနှစ်ကြိမ်လောက်သာစားသင့်ပါတယ်။လူတို့တွင်တောကရောက်နေကြသည့်အချက်မှာမစားရလိုက်မီကိုစိုးရင်တောကရောက်နေကြခြင်းဖြစ်ပါတယ်။နေ့လယ်စာလွတ်တော့မယ်ညစာလွတ်တော့မယ်စသဖြင့် စိုးရိမ်ပူပန်နေကြပါတယ်။အလုတ်တော်ကကြောင့်လဲစားတုတ်တုတ်သွားတုတ်တုတ်လုံနေကြရပါတယ်။အစားကိုစနစ်တကျနီးလန်းမှန်မှန် စားတော့ရန်မိလာကြတယ်။အသင့်စားအစားအစာတွေကိုလမ်းသွားရင်စားလိုက်ကြတယ်။ခက်သစ်တွင် စားတာစားရတောကများနေကြရတယ်။လောဘဒေါသတောကများကြောင့်လဲ မိမိတို့ခန္ဓာကိုယ်စိတ်ပိုင်းရုပ်ပိုင်းအလုံးယိုယွင်းပျက်စီးနေကြရတယ်။ထို့ကြောင့်စားချိန်လေးကိုအတိတတိတို့ဖြင့်အေးချမ်းစွာစားတောက်နိုင်သောဘဝလေးတစ်ခုကို ဖန်တီးသင့်ပါရဲ့။မိမိစားနေသောအစာသည် ရန်သူမဟုတ်ပါ။မိမိကို အသက်ရှင်နေထိုင်ရေးအတွက်အထောက်အကူပြုနေသည့်မိတ်ဆွေသာဖြစ်ပါရဲ့။ထို့ကြောင့်ငြိမ်းချမ်းသောစိတ်ဖြင့်သာ စားတောက်သင့်ပါရဲ့။စာမစားပါ။ အရသာခံစားပါ မစားခြင်းလင်ထားလိုက်ပါစားလင်ထစားလိုက်ပါ လူသားတို့သည်တိရိစ္ဆာန်တို့ထံမှ အတူယူပွဲများရှိပါ၏တိရိစ္ဆာန်တွေက စာမထစားလေးရှိတယ်လူလဲစားလာလင် အာသာဆန္ဒတွေကဖြစ်လာပါလိမ့်မယ်မြည်သည့်အချိန်တွင်စားပြီးဘာကိုစားရမည်ဆိုခြင်းကို လူသားကကြိုတင်စီမံထားနိုင်တယ်အချိန်နဲ့အလုံးလုံး အချိန်နဲ့တတ်မှတ်ခါစားတောက်နေထိုင်တတ်ခြင်းကလည်းအလေးအကျင့်တစ်ခု ဖြစ်လာနိုင်ပါတယ်။အုံနောက်ကအလေးအကျင့်များကိုမှတ်ထားတတ်ပါတယ်။သူကတတိပေးပါလိမ့်မယ်။စားလာပြီဆိုရင်စားလိုက်ရင်သာ ဖြစ်ပါရဲ့။ကိုခန္ဓာအတွက်စားလောင်ခြင်းစားတောက်ခြင်းတို့သည် လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းပေးခြင်းဖြစ်ပါရဲ့။ထမင်းစားကန်ဒီမှကိတ်မုတ်စားကထမင်းကိုရွှေ့ဆိုင်းလိုက်ခြင်းမျိုးလည်းမလုပ်သင့်ပါ။ ထမင်းစားချိန်ထမင်းစားရမည်ဟုတတ်မှတ်ပြီး မုံကိုရွှေထားတဲ့မှာတယ်အချိန်တန်လင်းစားလာမယ်စားရင်စားလိုက်မယ်ဆိုချင်မှာ လူဤသဘာဝအတိုင်းလှုပ်ဆောင်ခြင်းသာဖြစ်ပါတယ်တတ်မှတ်တာကို ပုံမှန်စားတတ်မှတ်ချက်အတိုင်းကျမ်းမာအောင် နေထိုင်စားတော့ခြင်းကသာ အသက်ရှင်မှုကို အထောက်ကူပြုနိုင်ပါတယ်တော်ကများပြီးမစားဘဲအတင်းစားနေခြင်းကအဝလွန်ကယောဂများစေပါလိမ့်မယ်။ မြေမြစားရမည်နည်းဆိုလဲမိမိဝမ်းပိုက်ကလက်ခံနိုင်သည့်အတိုင်းတာလောက်သာစားသင့်ပါတယ်။ကျမ်းမာလိုရင်တော့လျှော့စားရမယ်။စားလာသည့်စိတ်ဖြစ်လာလဲစားနိုင်အောင်ကြိုးစားသင့်တယ်။စားချိန်ကိုအကြကြီးထားခြင်းမှာမသင့်လျော်ပါ။စားချိန်ကိုအကြကြီးထားလိုက်လဲအဆစ်ဓာတ်များက အစာအိမ်နေရန်ကိုဒုက္ခပေးပါလိမ့်မယ်။ အချိန်အကြာကြီးစာလောင်ပြီးမှအာရပါရစားလိုက်ရင်လည်းအဝလွန်ခြင်းကိုသာ အထောက်အကူပြုသွားပါလိမ့်မယ်။လူတအူးအနေနဲ့တနေ့၃ချိန်ထက်ပိုပြီးမစားသင့်ပါ။ညစာကိုရှောင်လွဲကာနေနိုင်သူများအနေဖြင့်တနေ့နှစ်နှက်စားကာကျန်းမာအောင် နေနိုင်ပါတယ်။လိုရာထက်ပိုမစားပါနဲ့။ပြေးသိက်ကာအနေရထိုင်ရခတ်သွားအောင်လည်းမစားပါနဲ့။အသင့်အတင့်လေးနဲ့ မျှတစွာ စားသောက်နေထိုင်နိုင်ရေးကို လေ့ကျင့်ပေးပါအစာစားခြင်းသည်ဘိုက်ကို ဖြည့်တင်ပေးခြင်းသာမကစိတ်ကိုပါ ဖြည့်တင်ပေးခြင်းဖြစ်ပါတယ်ဘိုက်စာလာလေအလိုလိုစိတ်တိုလာတတ်သည်ကိုတတိပြုပါ မိုးလင်းလာတာနဲ့လူတို့ဟာတခုခုကိုစားတောက်လိုက်ရမှစိတ်ကျေနပ်သွားပါတယ်။ထမင်းစားခြင်းသူက ထမင်းစားမယ်။ကော်ဖီလေးတစ်ခွက်လောက်တောက်လိုက်ရရင်ပြီးပြည့်စုံပြီဟုထင်သူများကလည်းရှိကောင်းရှိနိုင်ပါတယ်။ မိမိတို့အလေးအထနဲ့အလေးအကျင့်များအတိုင်းစားတော့နေထိုင်ကြပါရယ်။စာလောင်လာခြင်းမှာဝမ်ပိုက်အတွင်လှုံ့ဆော်ခြင်းကြောင့်ဖြစ်ပါရယ်။အုံနောက်ကလည်းပါလေးစားလိုက်ရရင်ကောင်းမြည်နည်းဟုနှိုးဆော်ပေးပါရယ်။သူတို့တောင်းဆိုသည့်အတိုင်းဖြည့်ဆည်းပေးလိုက်ရင် ဝမ်းမီးငြိမ်သွားသလိုအုံနောက်ကလည်းပို့ပြီးတွေးအားတွေကောင်းလာပါလိမ့်မယ်။စာလာလျင်အစာပြေဆိုကတရေစာတစ်ခုခုကိုစားလိုက်ခြင်းကြောင့်လည်း အာသာပြေလာလိမ့်မည်မဟုတ်ပါထမင်းစားသူထမင်းစားခြင်းမှာထမင်းကိုစားလိုက်ရမှသာအာသာပြေနိုင်ပါလိမ့်မယ်တရေစာစားပြီးဘိုက်ပြေသွားပြီဆိုကနေထိုင်ခြင်းမျိုးကိုမပြုသင့်ပါအချိန်မှန်အိတ်စားစိတ်များကြည်လင်က အစာလဲစေးစေးလဲအစာဟုသာသတ်မှတ်ပြီးစားတော့ပါ ရင်အရာပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာ နေ့စဉ်နားဆင်နိုင်ပါတယ်။အခုလိုအဖို့တန်စာပေများကိုမြင့်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ကေပါ ကိုစီကိုငါကိုဒေတာ၌ပျော်ကြားဆက်ရာတတဝါဟုသမျှတို့သည်အိမ်မက်ရာမက်ကောင်းစွာမက်၍နှစ်သက်ကြီးသာအိတ်ဆက်နိုင်ကြပါစေမင်္ဂလာကျက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။